တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လ6ရက်ကနေ14ရက်နေ့တော်တွင်မှာစမ်းပွဲမယ်စုပေါင်းလုပ်ငန်းကျူပေးမယ်အမျိုးသမီးမိတ်ဆွေကြီးတူအကြီးကဲတူထံမှာကောင်းသောကူညီရမယ်စုပေါင်းတွဲပေးလုပ်သောလုပ်ငန်းတို့မှာကောင်းသောကျိုးစေရမယ်ကလာရှိကြစိုင်းငံ့တာတွေလုပ်တဲ့အစဉ်ပြေမယ် ရတ္တနဲ့လုပ်ငန်းတွေပြန်လည်စတင်နိုင်တယ်ခက်ခဲတဲ့ကိစ္စပြေလည်အောင်ဆောင်ရွက်နိုင်တယ်မိမိဘောမှာကောင်းသောအကျိုးပေးသောသူများနဲ့တွေ့ပြီးအလိုပြည့်စုံခြင်းဘဝတွေ့တဲ့ခြင်းတွေရှိကိုယ်ပိုင်ယက်တီချက်နဲ့လောကန်ခြင်းတို့ရဲ့ကောင်းသောအကျိုးကျေးဇူးကိုပိုင်ဆိုင်ကစားရရှိမယ်ရှင်ရဲ့နေရာတော့ရာရာစင်ပြေခြင်းကံကောင်းခြင်းတွေ့တဲ့ခြင်းကိုကြောင်းမယ်အလိုပြည့်စုံမယ် ကိုရည်နေမှာခီးကိစ္စပြောင်းလဲကိစ္စတွေဆောင်ရွက်ဆင်ပြေမယ်။ဆယ်ရည်နေကနေုံလားပြည့်နေဖြစ်တဲ့အဲ့ဒီနေ့မှာအချိန်ကာလမရွေးပတောက်ပင်တို့ကို စိုက်ပြိုးရန်ရက်ဖြစ်တဲ့ခြံတောက်၄တောက်မှာပတောက်ပင်ကိုအကိုင်းလိုက်စိုက်ထားလိုက်ပြီးတော့ရှင်သန်စီခြင်းဖြင့်လုံခြုံရင်းရမယ်။ကောင်းသောကံကြမ္မာတွေရမယ်။နောက်မိမိ တောက်ပင်တို့ကိုဆက်ပြုတ်ခြင်းဒါနပြုခြင်းဖြင့်လည်းထူးခြားတဲ့အစွမ်းသတ္တိရှိစေတဲ့ကံကြမ္မာတွေကိုလည်းရစေတယ်။လာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်ဆိုင်နေနေဖြစ်တဲ့အဲ့ဒီညနေ၃နာရီချိန်မှာစည်းပေနေပင်ရဲ့အရှိတောင်ကိုင်းကနေစည်းကမ်းကိုဖြတ်ပြီးရှစ်လက်မအလျားဖြတ်အခောက်ခွာပြီးရွှေအောင်လေးတုပ်ပြီးတော့လက်ပွင့်ကံပွင့်စေတဲ့အစီအပြည့်ဆောင်ယူနိုင်တယ်။၁၇ရက်နေ့မှာ အလုံးစုံကောင်းသောနေထိုင်နဲ့တွတ်တက်တဲ့ကံပေါ်ပဲဒါပေမဲ့ရန်နဲ့ရှင်ပြီးလောရမယ်။စနေရနေ့မှာလမ်းကြောင်းစစ်ထွင်ပြီးလောက်တာအဆင်ပြေတယ်ဘဝတွတ်တက်မယ်။ဆက်သောရနေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်။တပြိုင်တည်းတည်းတစ်ခုတည်းမကတဲ့လူကိုလောရတတ်တယ်။ဆက်လေးရနေ့မှာမူလစီစဉ်တာတမျိုးလက်တွေ့တမျိုးဖြစ်လေကစားမိမိရည်မှန်းချက်နဲ့လိုလားချက်တွေအားလုံးကိုကောင်းစွာကြိုးပမ်းခြင်းနဲ့တွတ်တက်ခြင်းဖြစ်ကုန်ဖန်တီးနိုင်လိမ့်မယ်။ တပတ်တာအတွင်းတနင်္လာနေ့သောကြံနေ့ကနေ့မွေးသူတွေကောင်းကျိုးပေးပြီးဇာတာပတိနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်ပါလေ6ခုကိုကနန်းနေ့ကျိုးပေးပါလေအပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တို့ကိုသုံးဆွဲရမှာဖြစ်ပါလေကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းများရစေရန်ပန်းရောင်နေ့စီပွင့်တို့ကိုဖျားကတ်တူပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါဂျူလာ ရှေ့ရကနေ14ရက်နေ့တော်တွင်မှာ ပြောင်းလဲခြင်းနဲ့တိုးတက်ခြင်းရှိပဲရည်မှန်းချက်သည့်အောင်မြင်ပဲလူမျိုးခွဲအချိုးပြင်ပဲခီးကိစ္စအစဉ်ပြင်ပဲပစ္စည်းပြောက်တတ်တဲ့ရင်းနှီးသူများနဲ့စကားများတတ်တဲ့လူမျိုးခွဲကပြားများနဲ့အချိုးပြင်တဲ့ချမ်းအကအခန်းကိစ္စအတွက်စကားပြောရလိမ့်မယ်။နေရာပြောင်းရွှေ့မှုနဲ့ပတ်သက်တဲ့ကိစ္စစီစဉ်မှုအောင်မြင်မယ်။ရှင်မချစ်တဲ့သူကိုလက်တွေ့ခေါင်းထည့်ဖို့နိုင်တယ်။ ရတတ်တဲ့လူတွေပြန်လဲစတဲ့နိုင်တယ်။ဝေကြီးပြီးယူကိစ္စတွေမှာတတိနဲ့ဆောင်ရရမယ့်ခန္ဓာကိုကြာရောက်တယ်။ရှင်းရနေမှာကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်။မိမိစန္ဒရည်ရွယ်ချက်တွေကိုရှေ့တိုးလို့ရအဆင်ပြေမယ်။ကိုယ်ရနေမှာဝေကြီးလက်လာပါကံဥစ္စာကံတိုးတက်ခြင်းညီမခြင်းအောင်မြင်ခြင်းတွေရှိ။ဆယ်ရနေဟာ ရာရာအတိုက်ခံနေနဲ့ရှင်ပြီးတော့မယ်။ဇာနောက်ဆက်တည်နဲ့ကျုံတွေ့ရတတ်တယ်။ဆယ်ရက်နေ့မှာပတောက်ပင်ဆက်ပြုတ်ရနေဖြစ်တယ်။ခြံဝင်းတဲ့နေသူများခြံတော့လေးတော့မှာပတောက်ကိုင်းလို့ကိုထိုးပြီးတော့ဆက်ပြုတ်ထားပါ။အခြားသူတွေအတွက်လည်းမြေနိုင်ဖြစ်စေအိုးနဲ့ဖြစ်စေပတောက်ပင်ကိုဆက်ပြုတ်ပြီးတော့ကိုယ်အနိဗ္ဗာန်မှာထားရှိပါ။ ထူးခြားတဲ့အနေထားတွေရှိလာပါလိမ့်မယ်။လာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်တဲ့နေ့ဖြစ်တဲ့ဆယ်ရက်နေ့ဂျူညနေ3နာရီအချိန်မှာစီဘီတပင်ရဲ့ရှစ်တောင်ကိုင်းကနေစီကိုင်းကိုယူပြီးတော့ရှစ်လက်မာလျာဖြတ်အခောက်ခွာပြီးရွှေရောင်တုတ်ပြီးတော့ဆောင်းမှာ ကျောင်းမဘွေပွင့်ပွင့်စေတဲ့အဆောင်ဖြစ်လာတယ်။စတေးနေ့မှာရေးပါတဲ့ပြောင်းလဲမှုနဲ့တွေ့တဲ့ပုံတွေရှိမယ်။ရှင်မန်းချက်တွေကိုလက်တွေ့ခေါင်ထည့်ဖို့နိုင်မယ်။စတေးနေ့မှာရတ်တန်တဲ့လူတွေပြန်လဲစတဲ့နိုင်တဲ့ပိတ်နေတဲ့ကြောင့်ဒီကုန်ပြန်ပွင့်မယ်။ဆက်သောရက်နေ့သူတို့ကြကြကောင်းခြင်းကံနဲ့စူပေါင်းလုပ်ငန်းကျိုးပေးခြင်းဘဝတွေ့တဲ့ခြင်းရှိ။၁၄ရက်နေ့မှာရှင်ပြိုင်မှုအောင်မြင်မယ်။ မူလနေသားနေပုံမြင့်တဲ့ခြေနေကောင်းကိုပြောင်းလဲတိုးတက်သောအနေထားနဲ့ကောင်းသောကံကြမ္မာအချိုးပေးမှုအစစ်စစ်ရရှိမယ်။ကြာသာပတိနေဗုဒ္ဓနေစနေနေမွေးသူတွေကောင်းချိုးပေးတဲ့တနင်္ဂနွေတင်းလာမွေးသူတွေဒုက္ခပြေတတ်တဲ့နှစ်ခုကိုကနန်းနေချိုးပေးတဲ့အဖြူရောင်ဆိုင်ရောင်မိခိုးရောင်တို့ကိုဝှက်ပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါ ပိုက်ဆံရည်ထဲမှာဖဲကြိုးစိမ့်တစ်ခုကိုထည့်ပြီးတော့ရှင်မင်းသားသာဖြန်ပြီးလူနဲ့ဆောင်ထားပြပါထူးထူးခြားခြားကောင်းခြင်းနဲ့ကြိုးပိချင်းကံကြီးရှိလာပါမယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအလုံးမင်္ဂလာပါ2025ဂျူနာ6ရက်ကနေ14ရက်နေ့အတွင်းတည်ရှိနေတဲ့ကာလအတွင်းရံများမယ်တိုက်ခတ်များမယ် တပားသူကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နေမယ်။အာမခန္ဓာတောင်းယူတာမလုပ်ပါနဲ့။ဝေကျေအပေးယူကိစ္စတွေမှာငင်းပွားတတ်တဲ့စင်းစရာရှုပ်ထွေးများကြားပဝင်ပတ်သက်ရတတ်တဲ့ရသည်ရတတ်တာတွေကြကြမယ်။ကိုယ်နာမည်သိခါထိခိုက်အောင်လဲလံပြောဆိုဆွဆွဲသူတွေနဲ့တွေ့တတ်တဲ့အချင်းမမှုတွေကိုဖြေရှင်းရတတ်တဲ့ ူတပားပြဒနာကိုပြဒနာဖြစ်တတ်တယ်စေတနာဝေဒနာဖြစ်တတ်တယ်အိမ်တွင်းဘူးရှိတယ်အိမ်မှာမကြာခဏပฏิပက္ခများခြင်းစကားများခြင်းစိတ်နှောက်ရှင်များခြင်းတွေရှိတယ်ရှင်းရနေရတော့အညာဆိုးနှွမ်းမှုနေတဲ့ရက်တစ်ခုဖြစ်တယ်ကိုယ့်ရဲ့နေ့မှာတော့အရာရာဆင်ပြေတယ်ကောင်းသောကံနဲ့တိုးတက်ခြင်းတွေရှိပဲရှင်းရနေ့မှာဥတီကျက်စစ်တွေလုပ်ငန်းစစ်တွေလုပ်ကိုင်းပြီးတော့ အရာရာဆင်ပြေမှုနဲ့တိုးတက်မှုတွေရှိမယ်။ရှင်မန်းချက်စစ်တရားမြင်မယ်။အဲ့ဒီကနေုံလားပြင်းနေလည်းဖြစ်တယ်။လားပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုင်ဆိုင်တယ်။အဲ့ဒီညနေ၃နိုင်ချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ခိုင်းကန်တဲ့ဇီးကန်းကိုဖြတ်ပြီးတော့ရှစ်လက်မှလျာဖြတ်အခောက်ခွာ ရွှေအောင်တုတ်ပြီးတော့အယောင်းဝယ်စီးပွားလုပ်တဲ့နေရာမှာအဲ့ဒါတွေထားရှိပြီးတော့လက်ခေါ်လက်ပွင့်စီရင် စီရင်ဆောင်ရွက်ပါအဲ့ဒီနေ့ပဲနေုံလားပြည်နေနေုံလားပြည်နေရဘတော့ပင်ဆက်ရမယ်ခြံဝင်းကျယ်ဒီမှာခြံတောင့်လေးခုမှာဘတော့ခိုင်းကို စိုက်ပြီးစိုက်ပြုတ်ထားမယ်နောက်ပြီးတော့မြေတစ်ခုမှာဖြစ်စီဟိုးထဲမှာဖြစ်စီဘတော့ပင်စိုက်ထားတယ်ရအဲ့ဒီမှာစိုက်ပြုတ်တဲ့ဘတော့ပင်တွေမှာထူးခြားတဲ့စွမ်းသက်တိရှိပြီးတခုတည်းမြဘေးရနေကင်းတယ် အိမ်မှာထားလို့ကောင်းတယ်စတေးရနေ့ကတော့အရာရာစင်ပြေသောကံနဲ့အလိုပြည့်ခြင်း တိုးတက်ခြင်းတွေကိုရရှိမယ်စတေးရနေ့ကမူလစီစဉ်တာနဲ့လက်တွေ့ကြွားမယ်ပြီးမှအစဉ်ပြေသွားစက်သုံးရနေ့ကအရာရာတိုက်ခံတဲ့ကြုံမယ်ပြီးမှအစဉ်ပြေမယ်စလေးရနေ့ကအပြောင်းလဲတဲ့တိုးတက်မှုစစ်တွေကိုဖန်တီးခွင့်ရှိတဲ့အနေထားတွေကြုံမယ်ဇာသာပတိနဲ့ဗုဒ္ဓနဲ့ တနင်္လာနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့အင်္ဂါနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နံပါတ်1 5ကိုကနန်းကျိုးပေးတယ်အစိမ်းရောင်ဖြူရောင်အပြာရောင်တို့ကိုဝစ်စင်သုံးဆွဲပြီးတော့အလုံးရှိရာကိစ္စများဆောင်ရွက်ပါအိမ်ဒီဘာမှာရှိတဲ့အသက်ရွယ်ကြီးရင်သူတို့ကိုစေဝါဒုဌာနပြုပေးပါကျေးဇူးတင်ပါတယ် ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇူလ6ရက်နေ့ရက်နေ့14ရက်တွင်အပြောင်းလဲတဲ့ဒုတက်မှုရှိမယ်ရေမှန်းချက်စစ်အောင်မြင်မယ်ငွေကြေးကန်ကောင်းမယ်အပြောင်းလဲစစ်တွေမှာအိန္ဒိယလုပ်ငန်းတွေဆက်ဆက်တဲ့ဝင်ချင်းအကုန်လုံးပြောင်းလဲမှုရှိသွားတခါမှမလုပ်ဘူးတဲ့အလုပ်လုပ်ရနိုင်မယ်ဆုံးဖြတ်ချက်တွေမှန်မယ်ရေမှန်းချက်တွေအောင်မြင်မယ်ခက်ခဲအောင်ကြော်လာနိုင်မယ် ဥတီလိုက်တဲ့အတိုက်ခံစီမံမဖြစ်မနေလုပ်မှုကြောင့်ဆုံးမအောင်မြင်သွားမယ်ချက်ချင်းဆုံးပြတ်ပြီးရှေ့တုံးလုခဲ့တာကောင်းတယ်စဉ်းစားလေတွေးဝေးလေဖြစ်ပြီးတော့လမ်းကြောင်းတွေမှာလွဲသွားတာခွင်ကောင်းတွေလက်လုံးကျဖြစ်သွားတာမျိုးကြုံမယ်ချက်ချင်းဆုံးပြတ်ဆုံးပြတ်ချက်မှန်းကုန်မှန်ရမယ်ဒီကာလအတွင်းမှာရှေ့ရနေရတော့အရာရာစင်ပြေသောနေထိုင်တဲ့တွေ့တဲ့တဲ့ကံတွေပေါ်ပြီးတော့လိုရာပြည့်စုံမယ်ကိုယ့်ရနေမှာ ရပိုင်ခွင့်နေပြန်ရခြင်းခက်ခဲများဖြေရှင်းနိုင်ခြင်းကိုကြောမယ်။ဆယ်ရည်နှစ်အရာရာဆင်ပြေသောနေ့တစ်ခုဖြစ်တဲ့လာပြည့်နေ့နေုံလာပြည့်နေ့အဲ့ဒီမှာပတောက်ပင်ဆိုင်ရတယ်။ခြံကျဲတဲ့သူတွေခြံတော်လေးခုမှစိုက်တာ။တမရသခိုးဘေးဥပါနေခင်းတယ်။နောက်အိအိုးနဲ့ဖြစ်စေမြေတွင်ဖြစ်စေပတောက်ပင်တစ်ပင်ရှေ့မှာစိုက်ရလေရ။ထူးခြားတဲ့ကံတွေဖွင့်တယ်မကောင်းတဲ့ဓာတ်တွေပျောက်တယ်။ နေုံလားပြင်းနေဗတော့ပင်ဆက်ရတယ်ထူးခြားတဲ့အစွမ်းရှိတယ်ဗတော့ပင်ဆိုင်တဲ့ရက်ဒီတနေ့လုံးမှာတည့်ရဖြစ်စီအဲ့ရက်မှာဆိုင်တယ်ထူးခြားတဲ့ကံကိုရှိတယ်နောက်လားပြင်းနေနေငံလေးနဲ့တိုက်ဆိုင်တယ်လက်ပွင့်ရောင်းကောင်းစီတဲ့ရတရားစီရင်လုပ်လို့ရတယ်ညနေ3နာရီမှာတော့အမ10နိဂျွန်နာစည်းပင်တပင်ရဲ့ရှေ့တောင်ကန်ကစည်းကန်ကိုဖြတ်စည်းကန် ခဲတံလုံးသာသာလောက်ဆိုရင်ကိုရတယ်ရှင်နမတရားဖြတ်အခောက်ခွာရွှေရောင်တော့လက်ဝင့်ကံပွင့်စီတဲ့ဆောင်ဖြင့်ဆိုင်တို့အလုံးညာတို့မှထားရောင်းရင်သာရှိထိတွေ့ပြီးအ мян ထွက်စီတွင်စီဆိုရောင်းထွက်တယ်လက်ဝင့်ကံပွင့်စီတာစတ္တရနေ့မှာတော့အင်းနေ့မှာကြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိမယ်ဒီပြိုင်နဲ့တည်းတစ်ခုတည်းမကတဲ့လို့တည်လောအောင်စတ္တရနေ့လူယုံဒုက္ခပေးမယ်ပြီးမှလူရအစဉ်ပြေမယ်စသောရနေ့ငွေချေးကလက်လာဘကစီဘကံကောင်းတယ် ဇလေးရနေ့မှာရှင်ပြန်ပြီးလှုပ်တာတွေအောင်မြင်ပြီးဘဝတိုးတက်တဲ့ကံနဲ့အရာရာစင်ပြေခြင်းအောင်မြင်ခြင်းရဲ့ကောင်းသောနှစ်သာရတွေကိုဖြစ်ပေါ်စေတဲ့ကံကြမ္မာကောင်းတဲ့တိုးတက်မှုကောင်းတွေကို ရရှိမှာ ဖြစ်တဲ့တနင်္လာရင်ကစနေမွေးသူတွေကောင်းကျိုးပေးတယ်။တောက်ကြနေ့တနင်္ဂနွေနေ့မွေးသူများကြောင့်စိတ်အောင်ရှက်ဖြစ်တတ်တယ်။ရှစ်ခုကိုကနန်းနေ့ကျိုးပေးပါတယ်။အနဲ့ရောင်ပြရင်ရောင်မိခောရောင် ဒီအောင်တွေကိုတုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါရှင်မကြောင်မြင့်ချင်းတဲ့ဘဝတိုးတက်ခြင်းတွေကောင်းခြင်းခံတွေရဖို့အတွက်အနီရောင်ပန်းပွင့်ဖျားလူပြီးလောရဆူတောင်းပြပါဆူတောင်းပြပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ကြာသာပတင်းနေမွေးသူအားလုံးမင်္ဂလာပါ2025ဇူနာ၈ရက်နေ့ကနေ၁၄ရက်နေ့တော်တွင်မှာ လက်ပွေမယ်ကံကောင်းမယ်လိုရာပြည့်စုံမယ်ရည်မှန်းချက်အောင်မြင်မယ်ငွေကြေးကံကောင်းမယ်အလောကန်စီးပွားတိုးတက်မယ်ရှင်ပြိုင်မှုမသမျှအောင်မြင်မယ်ရှင်ဆွေဘဝနဲ့ပုံမြင့်တဲ့နေထောင်ကိုပြောင်းတိုးတက်ပြီးတော့လိုရာစန္ဒမှန်သမျှကိုတိတိကျကျခံရမှမှလက်တွေ့ကျကျလုပ်ကင်ကြိုးပေးလိမ့်မယ်လုပ်ငန်းဝင်ကသူတွေဝင်ဝင်လုပ်ငန်းတိုးတက်မယ်ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေရင်းနှီးမြှုပ်နှံမှုများမှကောင်းသောကြိုးပြရမယ်ဒီကလာအတွင်းဆုံးဖြတ်ချက်တွေကိုမှတ်မယ် ပညာရှာသူများလိုရာပြည့်စုံမယ်။၈ရက်နေ့အရာရာဆင်ပြေပြီးတွေ့တဲ့တဲ့နေ့၉ရက်နေ့ရံပတိဘက်ကရင်နဲ့ကြုံမယ်။၁၀ရက်နေ့အဟောင်းနဲ့သစ်ပြန်ဖြစ်မယ်။ပြဒနာဝင်ဖြစ်ရှင်းနိုင်မယ်။ရပိုင်ခွင့်ဟောင်းနဲ့ပြန်ရမယ်။၁၇ရက်နေ့ထူးထူးခြားခြားပြဒနာနှစ်ခုဖြေရှင်းပြီးအဆင်ပြေသွားနိုင်တယ်။တပြိုင်တည်းတည်းတစ်ခုနဲ့မကလည်းလုပ်ကိုလုပ်လို့ရတယ်။၁၂ရက်နေ့တပါးသူအအောင်အအောသွားလုပ်နိုင်တယ်။မဖြစ်နိုင်ဘူးဆိုတဲ့ကိစ္စကိုဖြစ်အောင်လုပ်လို့ရတယ်။၁၃ရက်နေ့မှာနိုင်ရေးကိစ္စ အခက်အခဲကိစ္စတပါးသူကြမ်းမဲ့ကိစ္စအတွက်လိုက်လံကူညီရတဲ့၁၄ရက်နေ့မှာပေါ်ပေါက်လာတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုယ့်အတွက်အထူးတလဲကောင်းတဲ့နေသားကိုရရှိပဲဒီကာလအတွင်းဂျူလ၁၀ရက်နေ့မှာထူးခြားတဲ့စွမ်းသက်တည်းနှစ်ခုရှိနေတယ်ဂျူလ၁၀ရက်နေ့ကနေုံလားပြည့်နေ့နဲ့တိုင်ဆိုင်တယ်နေုံလားပြည့်နေ့ဟာပတောက်ပင်ဆက်ပြိုးရတဲ့နေ့ဖြစ်တယ်ပတောက်ပင်ကိုဆက်ပြိုးခြင်းဖြင့်ထူးထူးခြားခြားကောင်းတဲ့တစ်နှစ်မှမှတစ်ရက်ပတောက်ပင်ကဒီရက်မှာဆက်ရင် တကိုးရှိတယ်။ခြံဝင်းရှိတဲ့သူတွေခြံတောက်လေးတောက်မှာဘတော့အကိုင်းနဲ့ထိုးပြီးဆိုက်လိုက်။တကိုးတမြရရကင်းတယ်။အန်ဒီအကင်းဘေးရှင်းတယ်။ဘေးဥပကင်းတယ်။အိမ်ဒီမှာလည်းအိုးနဲ့ဖြစ်စေမြေမှာဖြစ်စေနေရာခက်ခဲရှိရင်လည်းစိုက်ထားပေးပါတပည့်။အပင်ကြီးလာရင်တော့ဘုန်းကြီးကျောင်းတူလိုက်ပေါ့။ရှိသမျှကာလပတ်စိုက်ထားသမျှကာလပတ်အန်ဒီအကင်းတယ်။နောက်ဆယ်ရည် ဂျုံညက်ထူကြချက်တခုကလာပြင်းနေတဲ့အင်္ဂါနေနဲ့တိုက်တယ်လာပြင်းနေတဲ့အင်္ဂါနေနဲ့တိုက်ရင်လက်ခေါ်လက်ကောက်လက်ပွင့်စေတဲ့အစီရင်ညနေ3နိုင်ချိန်မှာဇီးပင်ရဲ့အရှိတောင်ကန်ကဇီးကန်ခဲရလုံးသားသားလက်ညှိုးလက်မသားသားခိုင်းကိုဖြတ်ရှစ်လက်မလျာဖြတ်ပြီးအခောက်ခွာရွှေရောင်တုတ်ပြီးအလုံးနေရာဝင်းကျင်နေရာမှာထားထားလိုက်ပါ ရောင်းကျင်တာရှိတို့ပြီးအ мян ထွက်စေဆိုရောင်းရောင်းကောင်းဝယ်ကောင်းဈေးခေါ်ကောင်းနဲ့အစီရင်ရလက်တွေ့ဆန်းသက်နိုင်တယ်ဒီကလာတော်တွေမှာအဓိကလူတွေနဲ့ဆက်ဆံတဲ့ခါမှာတနင်္လာအင်္ဂါဗုဒ္ဓနေ့မွေးစုတွေကောင်းကျိုးပေးတယ်တနင်္ဂနွေစနေဒုက္ခပေးတတ်တယ်ရှစ်ကိုခွန်ကနန်းနေကျိုးပေးတယ် အပြာရင်ရောင်မိခိုးရောင်နဲ့ပြောင်နေသုံးရမယ်။ရွှေရောင်တွေ့ချိတ်တစ်ခုနဲ့ငွေရောင်တွေ့ချိတ်တစ်ခုနဲ့တစ်ခုချိတ်တွေ့ပြီးပဲဆိုင်တဲ့ထဲဆောင်လိုက်ပါ။ထူးခြားစွာကောင်းတာပါပဲ။ကျေးဇူးတင်ပါတယ်။တောက်ချန်နေမွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်ဇွန်လ6ရက်နေ့ကနေ14ရက်နေ့အတွင်းကာလမှာအတိုက်ခံရအားလုံးကိုကြော်ပြီးဘဝတွေ့တဲ့မယ်။ ရည်မှန်းချက်စစ်တွေကိုလက်တွေ့ကောင်းတဲ့ဖော်ပြီးအောင်မြင်မှုရဲ့နှစ်သာရကို ရရှိနိုင်တယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့တို့လုပ်တဲ့ကိစ္စအစဉ်ပြေမယ်။ဆုံးဖြတ်ချက်ချမှတ်ထားတဲ့ကိစ္စတွေအနေနဲ့ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုရရှိသွားမယ်။ဝေကြီးကိစ္စလုပ်ငန်းကိစ္စတွေရည်မှန်းချက်စစ်တွေကိုအလုံးစုံအောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့နေသားနဲ့တိုးတက်တဲ့ကံတွေပေါ်ပေါက်မယ်။ ရှင်းရနေမှာရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်ပြီးဘဝတွတ်တဲ့မယ်ကိုရနေမှာရပိုင်ခွင့်ဟောင်းတွေပြန်လဲတောင်းဆိုနိုင်တယ်ဆယ်ရနေမှာငွေကြေးကိစ္စလုံးသမျှအစီအပြေမယ်ဆယ်တရနေမှာ အပြိုင်ဆိုင်ကြားမှာတွတ်တဲ့မယ်ငွေကြေးလက်လာပါဘဝတွတ်တဲ့မယ်ဆယ်နှစ်ရနေမှာရန်တိုက်ခံကြားမှာတန်လန်းပေါ်ခြင်းခက်ခဲအလုံးဖြည့်ရှင်းနိုင်ခြင်းနဲ့တွတ်တဲ့ခြင်းရှိ73ရနေမှာလူယုံဒုက္ခပေးတဲ့လူလိန်လူကောက်တတိတာ ဆယ်လေးရက်နေ့မှာရှင်ဒီမြို့နယ်ဆောင်ရွက်တဲ့ကိစ္စမှန်သမျှမှကောင်းသောကျိုးဆက်နဲ့တိုးတက်မှုရရှိမှာဖြစ်ပါလေဒီကာလအတွင်းဆယ်ရက်နေ့မှာထူးခြားတဲ့ကောင်းခြင်းစီရင်တဲ့ထူးခြားတဲ့ကံဆောင်ရွက်ရမယ်ကိစ္စနှစ်ရက်ရှိတယ်ဆယ်ရက်နေ့ဂျွန်ကနေုံလားပြည်နယ်နဲ့တိုက်တယ်လေနေုံလားပြည်နယ်မှာပတောက်ပင်ဆိုက်ရတယ်ခြံတောက်နေမှာဆိုက်ဒိုင်းနဲ့ဆိုက်အိမ်နေမှာ ်နေချပြီးပင်ပေါက်ဆိုင်ဆိုင်အိုးနဲ့ဆိုင်ဆိုင်အန္တရာယ်ကင်းတဲ့ဘေးရှင်းနဲ့ထူခြားတဲ့ဖုံးကန်တောက်ပါခြင်းရာဓမြအန္တရာယ်သကုတ်အန္တရာယ်ကင်းပတောက်ပင်နေရာနေုံလားပြည့်နေမှာပဲဆက်ရတာတနေ့မှမတည့်ရပဲနောက်အဲ့ဒီဆယ်ရနေ့ကျွနေုံလားပြည့်နေရာအင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်လားပြည့်နေအင်္ဂါနေ့နဲ့တိုက်ဆိုင်ရင်လက်ဖွင့်ကန်ဖွင့်စေတဲ့စီရင်တော့လို့ရတယ် ညနေ3နိုင်ချိန်မှာတော့ဇီးပင်တပင်ရဲ့အရှိတောင်ပဲခိုင်နေရလက်မလုံးသာသာလက်ညှိုးလုံးသာသာတောင်ရှိတဲ့ဇီးကိုင်းဖြတ်ပြီးတော့ရှစ်လက်မတရားဖြတ်ပြီးတော့အခောက်ခွာရွှေရောင်တုတ်ပြီးတော့အစီရင်ဖြစ်ထားရှောင်းကျင်ဝဲကျင်အဲ့ဒါလေးထိတွေ့ပြီးရောက်လက်ပွင့်ကပ်ပွင့်ပြီးတန်းကောင်းတယ်။နောက်ဒီကံလာတော်တွေမှာတင်းနှိုင်းအင်္ကာဘုသူမွေးသူတွေကိုအချိုးပေးတယ် စနေနေ့မွေးတဲ့သူတွေတနေ့ကနေနေ့မွေးတဲ့သူတွေကြောင့်စစ်ရှုပ်ရမယ်။ကျင်းငါခုကနန်းနေချိုးပြေးတယ်အဝါရောင်၄ဘောရောင်နှုတ်နေရောင်တွေဝေပြေးလွှဲရှိရဆောင်ရွက်အဝါရောင်ပန်းပွင့်ဖျားကတ်သူပြေးလို့ရဆူတောင်းဆူတောင်းဖြစ်ယေရှုတည်းမှာစနေနေ့မွေးသူအားလုံးမင်္ဂလာပါ၂၀၂၅ ဂျူနာရှိရဲ့နေရာနေစပြီးတော့စလီရဲ့နေတော်တွေမှာရှင်ပြိုင်မှုအောင်မြင်မယ်ဘဝတိုးတက်မယ်ငွေကြေးကံကောင်းမယ်လက်ဖွဲ့မယ်အတိုင်းခံကြမှာတိုးတက်မယ်ဆောင်ရွက်သမျှထူခြားတဲ့ကံဖွဲ့မယ်အပြိုင်ဆိုင်အလုံးကိုကြော်ပြီးမိမိဘဝရဲ့တန်လန်းပေါ်ပေါက်မယ်သူတစ်ပါးမထင်မှတ်ထားတဲ့ကိစ္စတွေကိုကိုယ်ကအောင်မြင်အောင်လုပ်ကံဆောင်ရွက်အကျိုးပေးတဲ့ကံလာဖြစ်တဲ့ ကိုလုံးသမျခီးရောက်ပြီးကြိုးရှိတဲ့ခံတဲ့တွတ်တက်ခြင်းတွေကြောင့်ရှင်းရနေမှာရာရာဆင်ပြေပဲတွတ်တက်မယ်ကိုရနေမှာရန်တိုက်ခံနေတဲ့ရှင်ပြီးလောက်ရမယ်ဆယ်ရနေမှာထူးခြားတဲ့ပြောင်းလဲမှုနဲ့တွတ်တက်မှုတွေရရှိမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ဆတရနေမှာခီးကံကောင်းမဲ့ပြောင်းလဲတဲ့တွတ်တက်မယ်ဆယ်ရနေမှာငွေကြေးလုပ်ငန်းစီးပွားဘဝတွတ်တက်မှုစစ်စင်ရမယ် 73ရက်နေမှာခီးကိစ္စအောင်မြင်မယ်လူမျိုးကွဲအကျိုးပေးမယ်ရန်နဲ့မတော်စတိခဲ့မှုတွေကယူဆမ်း74ရက်နေမှာတော့ပေါ်ပေါ်လာတဲ့ခြေနေကိုလက်တွေ့သုံးချပြီးတော့ဘဝရည်မှန်းချက်နဲ့လူလားချက်တွေကိုလက်တွေ့ဆောင်ရွက်နိုင်တယ်ဒီကာလအတွင်းဂျူနာ70ရက်နေဟာမြင့်မြတ်သောထူးခြားတဲ့အစီအစဉ်တွေလုပ်နိုင်တဲ့ရက်ဖြစ်တယ်နေုံလားပြည့်နေ့အိန္ဒိယပတောက်ပင်ဆက်ရတဲ့နေ့ဖြစ်တယ် နေရုံလာပြင်းနေရတနေ့လုံးမှမှဘတော့ပင်ဆက်ပြောရက်ကောင်းရက်မြတ်ဖြစ်တယ်။အဲ့ဒီနေ့မှာဆက်ပြောတဲ့ဘတော့ပင်တွေဟာပဝင်းကျင်ကိုထိမ့်သိမ့်ပေးတယ်။ရံအန်ရကင်းအောင်ဆောင်ရွက်ပေးတယ်။ခြံနေမှာတောင်းနေမှာဆက်ရတယ်။အိမ်နေမှာလည်းစိုက်ပြီးတော့အိမ်ရှိမှာထားပေးပါ။ထူးခြားတဲ့ကံတွေစင်ပြေမှုတွေရှိလာမယ်။နိုင်ရီဆယ်နေရလာပြင်းနေတဲ့ငါးနေ့နဲ့တိုက်တဲ့နေ့ဖြစ်တော့ညနေ3နာရီချိန်မှာဇီးပင်ရဲ့ အရှိတောင်ကင်ကနေစီကင်တကင်ဖြတ်ပြီးတော့ရှင်းလမလျာဖြတ်အခောက်ခွာရွှေချပြီးတော့အဆောင်အနေနဲ့လက်ခေါ်တဲ့ဆောင်နေနဲ့ဆိုင်မထားရောင်းကောင်းဝေကောင်းတယ်စတေးရနေ့ဒီကလအတွင်းလူများနဲ့ဆက်ဆက်တဲ့ခန္ဓာမှာ တနင်္လာနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းချိုးပေးတယ်။တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်နှောင့်ရှစ်ဖြစ်တတ်တယ်။တလီကိုကနန်းနေ့ချိုးပေးပါတယ်။အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါ။သွာလာစဉ်ကာလတွင်တွေ့တဲ့အလူခံပုဂ္ဂိုလ်တို့ကိုလူတန်းချင်းပြုပေးပါ။ကျေးဇူးတင်ပါတယ်။